ကောင်းလေးကနေတိုင်းခွေးလေးရဲ့အုတ်ကူရှိမှာပတ်စံတဲ့ခွေးယိုတွေကိုမိရှို့ပါတယ်။ခွေးဝင်းညင်ကသူ့ကိုယ်တစ်ချိန်လုံးစောင့်ကြည့်နေတယ်ဆိုတာနည်းနည်းမှမသိဘူး။ကောင်းလေးចောင်းတက်တုံးကအနိုင်ကျင့်တဲ့ကလေးတွေကိုလည်းခွေးလေးကဖျက်ချောက်ပေးခဲ့ပါတယ်။ခွေးလေးကဒီလိုနဲ့ကောင်းလေးနားမှာတွေ့ကြနေပြီးမကြုံမလွတ်တဲ့ခွေးလေးခွေးလင်းဖြစ်လာတော့တယ်။တရက်မှကောင်းလေးကောင်းမလေးတယောက်နဲ့တွေ့ခဲ့တယ်။ရှင်းခွေးကိုတွေ့ကျင်လားတွေ့ကျင်တာပေါ့။အိမ်မက်ထဲမှာဆိုသူ့ကိုအမြဲတွေ့တယ်။မျက်လုံးမဖွင့်နဲ့သားလေးတောင်းပန်ပါတယ်။ငါမင်းကိုလာကစားဖို့အတင်းမခေါ်ခဲ့ဘူးဆို မိင့ကိုကဲရင်တိမာမဟုတ်ဘူးနေရာပြောင်းကြရအောင်တခြားကလေးတွေတွေ့ရင်မကောင်းဘူးပြောပြီးလက်ဝေရမ်းလိုက်တော့ပန်းချန်နဲ့ရောက်လာကြတယ်ရှင်ခွေမအချိန်သိမ့်မကြံတော့ဘူးသူ့ကိုကကောင်းနှုတ်ဆက်ပြီးနောက်ဘွားမှာပဲပြန်ဆောင်ကြတော့မနှုတ်ဆက်ခြင်းဘူးตาလေးကိုပဲလိုချင်တယ်ตาလေးနဲ့မခွဲခြင်းဘူးရှင်တကယ်ဆိုတာပဲခွေလေးကကောင်းလေးရဲ့မျက်ရည်တွေကိုတုပ်ပြီးရင်ကောင်းမလေးကိုတနာစရာမျက်လုံးလေးနဲ့ကြည့်လိုက်တယ်ကောင်မလေးကခွေးလေးပြောချင်တဲ့စကားကိုပြောလိုက်တယ်။ရှင်သားလေးကရှင်းကိုမုံငုံနေတော့တယ်။သူသွားရတော့မယ်တဲ့ ရှင်လုံးဝမယဉ်ကျေးဘူးပဲသူထွက်သွားပြီဆိုရင်မိဘဘိုးဘွားတွေကိုကောက်ကောက်ကူးဆိုင်ပေးပါလေဒါလေမင်းစကားနားထောင်မယ်နော်မငိုတော့ဘူးငါလူစံကောင်းသွားရှာပြီးမင်းကိုအသက်ပြည့်ရှင်လာအောင်လုပ်ပေးမယ်ကဘာပေါ်မှာလူစံကောင်းမရှိဘူးမင်းကတော့ကဘာပေါ်မှာလူစံကောင်းမရှိတာဘလို့ဖြစ်နိုင်မှာလဲဒါဆိုရင်တကယ်လူစံကောင်းကိုမြင်ဘူးလားလူစံကောင်းမရှိဘူးဆိုရင်တားလေးကိုဘသူကယ်ပေးမှလဲတားလေးနဲ့မခွဲခြင်းဘူးတကယ်ပဲသေသွားတဲ့အရာတွေကိုဘသူမှပြန်မခေါ်နိုင်ဘူးလားတစုံတယောက်သေသွားရင်ငါတို့လုံနိုင်တာကသူတို့ကိုကောင်းကောင်းနှုတ်ဆက်လိုက်တာပဲလေ နှုတ်ဆက်လိုက်တာကနောက်ဆုံးတွေ့ခွင့်ပဲလေတူညီတဲ့ဝိညာဉ်ဖြစ်ပြီးပြန်ဝင်စားရင်တော့ခွေဖြစ်တော့မှာမဟုတ်ဘူးပဲတခြားတက်ရှိမျိုးစုံဖြစ်နိုင်တယ်လို့ဖို့ဖို့ကပြောဘူးတယ်ဘေးရာကမှမမြဲဘူးလေအကုန်လုံးကနှုတ်ဆက်ရမှာပဲတာလီနဲ့တူတူနေချင်းသေးတယ်တတိပေးမီလို့အပြစ်မတင်ပါနဲ့ကောင်းလေးရေ10မိနစ်ပဲကြာတော့တယ်ခဏနေတင်မင်းရောက်လာတော့မယ်သူတို့ရောက်လာရင်ရှင်ဘလောက်ပဲငုံငုံတနာကြမှာမဟုတ်ဘူးကောင်းလေးလည်းချက်ချင်းအငိုရက်လိုက်တယ်တာလီနောင်ဘွားကြရင်ငါတို့အင်ကိုပဲလာခဲ့နော်ငါကမင်းကိုလုပ်ပေးပြီးမင်းကိုကစားဖို့ခေါ်သွားပြီးမယ်ညီကိုနေအောင်အတူတူကြီးပြင်းကြမယ်နော် ငါအတွက်လည်းဒီလိုထပ်မလုံနေတော့တော့မင်းကိုလွမ်းနေမေမင်းအတွက်စက်ကူပတ်စံတွေမိရှူပြီးနေ့တိုင်းပူစောပေးမေငါပုတ်စံကိုမှတ်ထားပြီးငါစီပြန်လာခဲ့နော်ခဏနေတော့တီမင်းရောက်လာပြီးခွေးလေးကိုလာခေါ်တယ်2018ခုနှစ်ဖေဖော်ဝါရီလ2ရက်နေ့မှာခွေးလေးဟာရှင်တိုင်းမှုနဲ့တည်ဆုံသွားခဲ့ပြီးအသက်ကတော့9နှစ်ပါတီမင်းကနောက်ဘဝကူဖို့သူ့တောက်ကိုလိုက်ခဲ့ဆိုပြီးခွေးလေးကိုခေါ်သွားတယ်ခဏလေးตาလေးကိုပြောစရာရှိသေးတယ်မင်းငါကိုမြင်ရတယ်ပေါ့မဖြစ်သင့်ဘူးလေချောင်းနေအရွယ်ကလေးကငါ့ကိုမြင်ရတယ်ဆိုတာမဖြစ်သင့်ဘူးလေဘလို့တွေဖြစ်ကုန်တာလေမြင်ရတယ်ဆိုတော့လေသူ့ကိုသွားစားလိုက်အောင်မေ တေမင်ကကလေးကိုစားလိုက်ပြန်ပြီးပူပူကြီးတည်ရင်အပြစ်ပေးခံရအောင်ပဲတေမင်ကအမောင်ကဘာမှဆိုအမိပြောင်းရှိတယ်တေမင်ကလမ်းမမှလမ်းရှောင်ရင်ရုတ်တရက်လဲကြပြီးတည်သွားတာဆိုတော့သူ့ကိုဘာမှမဖြစ်ပဲဒီတိုင်းတည်သွားရတာမို့လို့မတန်ဘူးလို့ပြောကြတယ်တေမင်ဖြစ်လာပြီးလက်စားချီခြင်းပေးမယ်လေသူ့ကိုတတ်သွားတာဘယ်သူမှမသိတာမို့လက်စားချီလို့မရဘူးတေမင်ကအမျက်မျက်နှာဖုံးအုပ်ထားတာကြောင့်အမောင်ကဘာကလူတွေကလည်းသူ့မျက်နှာကိုမသိကြဘူး တခါတော့ကတေမင်းကကလေးတယောက်ကိုစားလိုက်တာမို့ငရဲပြည်ရဲ့တရားသူကြီးကတေမင်းကိုဒေဝရဲပြစ်ချလိုက်ပြီးအပြစ်ပေးခဲ့မှုတွေတေမင်းကအပြစ်ပေးခံရမှာကြောက်တော့ကောင်မလေးကိုပြန်တိုင်မပြောဖို့ပြောလိုက်ပြီးတောင်းပန်လိုက်တယ်။မင်းကတရားသူကြီးရဲ့မိမာလေးပဲလူလောကတွေကကလေးတွေလိုထင်ခဲ့မိတာတောင်းပန်ပါတယ်။ကောင်မလေးကအမောင်လောကတရားသူကြီးရဲ့မိမာလေးဖြစ်ပြီးတရားဝင်ဝန်ထမ်းလေးဖြစ်ကရာထူးလေးကြီးပါတယ်။ ။ဒေမင်းကတော့တာမန်ဝင်တယ်မို့လို့အချိန်မရွေးအပြစ်ပေးခံရနိုင်တာမို့ကောင်မလေးကိုပြန်တိုင်းမှာကြောင်းနေတယ်။ဒေမင်းကောင်လေးကိုမူလေးအောင်စားလိုက်တော့ဒီတစ်ခေါက်တော့သွားပြီ။ဖိုးဖိုးစီသွားရင်စိတ်ဆိုးပြေဖို့ဒေဦးရဲနှက်ခါပြစ်ချခံရတော့မယ်။ဒီမှာဘသူမှမရှိဘူးလေ။မင်းလည်းပြန်မပြောဘူး။ငါလည်းပြန်မပြောဘူးဆိုငါလောက်ခဲ့တာဖိုးဖိုးတရားသူကြီးမသိတော့ဘူးလေ။အချိန်တန်ပြီဆိုတော့အရင်သွားတော့မယ်။တင်မင်းထွက်သွားတာနဲ့ကောင်းလေးလဲနိုးလာပါတယ်။ဒါလီငါဒါလီရောရှင်းရဲ့ဒါလီကိုတင်မင်းခေါ်သွားပြီးငုံမနေနေတော့ရှင်းရဲ့ဒါလီကိုနောင်နောက်ရပြီးတေးစေချင်တာလား။ တင်မင်းနောက်ကိုမလိုက်စေခြင်းပဲလူပြန်ဝင်စားဖို့မလုပ်ရင်ခွေးလေးခွင်းလင်းတရေဖြစ်စေချင်တာလားတားလေးနဲ့တကယ်မခွဲချင်သေးဘူးသူအသက်ကြီးလာတဲ့အထီတောင်မမွေးရသေးဘူးတားလေးကကျွန်တော်မိသားစုပဲကျွန်တော်မမွေးခင်ကတည်းကသူကကျွန်တော်အိမ်မှာရှိနေပြီသားတားလေးကမိဘတွေကြားတဲ့ကချစ်ချင်းမေတ္တာတင်ခဲ့တာလည်းဖြစ်တယ်ငငယ်ကပြန်ပြီးဆွဲခံရလူနီပါဖြစ်တော့ကကျွန်တော်ကိုကယ်ဖို့တားလေးကပြန်ပြီးဆဲတဲ့သူတွေနဲ့တက်ခိုက်ခဲ့တာအဲတုန်းကတားလေးရဲ့အကူကဒဏ်ရာရပြီးတေးသွားတာတားလေးအကူတေးသွားတော့လေကုကုကုမုံမိတယ်ရှင်တက်လိုက်တာမှမဟုတ်တာတက်ရှိတိုင်းကသွားချင်းတိုင်းရင်သွားရမှာပဲလေ ရှင်းရဲ့သားလေးကဒီဘွားမှာကောင်းမှုတွေအများကြီးလုပ်ခဲ့တော့ဘွားကူကောင်းပါတကယ်လားဟုတ်တယ်ရှင်းကိုလင်းလို့ဘာရမှာမလို့လဲရှင်းခွေလေးကိုစိတ်မချပဲဘွားကူမကောင်းအောင်လုပ်မနေနဲ့ရှင်းကိုစိတ်မချပဲပြန်လှည့်လာရင်ဘွားကူကောင်းမှာမဟုတ်ဘူးဟုတ်ပါပြီမင်းကရောဘာလို့အများကြီးသိနေတာလဲ